အာနုဘဲမင်္ဂလာပါဒီလုတ်သားဖွဲကဘာလုပ်နေတာလဲဒီလားအင်ဒိုနီးရှားမှာတချို့ဒေသတွေမှာဒီမိဖို့မျိုးနဲ့ထင်းမိညစ်ပြီးချက်ပြွတ်တဲ့လေးထာရှိပါတယ်ခုနကလုတ်သမားလီတဲပါရာကဒီမိဖို့ပါပဲဒါကတော့မိဖို့အလုံးယုံ ထွက်ခါစားပုံစံမှာမျက်နှာပြင်ညညာပြီးအနာသက်တွေကလည်းချောင်ချောင်မောင်းမောင်းပါပဲဒီလိုရည်သွေးမျိုးကိုစက်နဲ့ထုတ်ထားတာပဲလို့ခမားထင်မိမယ်ဒါမှမဟုတ်ပုံစံသွန်းထုတ်ထားတာပဲလို့လည်းယူဆမိမယ်ဒါပေမဲ့တကယ်တမ်းကြာရင်တော့မဟုတ်ပါဘူး ဒီနေ့တော့ကင်မရာရဲ့မီနွေနဲ့အကျိုးအလုတ်သမားတွေဒီနီးပေါ်တွေကိုဘယ်လိုလုပ်လဲဆိုတာအတူတူကြည့်ရအောင်ပါမနက်ခင်မှာပဲအလုတ်သမားတွေကစပိန်နဲ့လာပြီးအလုတ်ခွင်ရောက်ကြတယ်သူတို့ယူလာတာကအလုတ်လုတ်တွေအခါသုံးမဲ့ကိရိယာတွေပါတကယ်တော့အတော်ယူရှင်းပါတယ်လွတ်တချောင်းပေါက်ပြားနဲ့သူတို့ကိရိယာတမျိုးပါမီးဖို့လုံမဲ့ကုန်ချမ်းကိုတော့ဒီကူတွေကနေရယူပါရယ်အလုသမားတွေကခြေပလာနဲ့ကိုပလာနဲ့ခူတဲ့ဝင်ွားကြတယ် မိသားကြီးအနန်းရှိတဲ့မိအောက်ခန်းကိုအလုံသမားတွေကနေရအကျယ်ကြီးတူးဖော်ထားပြီးသားပါအချင်းနေရကိုယ်ထဲမှာဘီကင်ကြီးအထထားရှိမှုနဲပါပြီးအချင်းကအစ်အလင်းအုပ်အတွက်တော့အလုံသမားတယောက်ချင်းစီရဲ့ခုံဆောင်မိပဲအားကိုးနေရပါတယ်အယူအဆအတွက်တော့ခမန်းချက်နဲ့တတ်မှတ်လိုက်ပြီးအလုသမားကဘေးကရေဝတ်နေတဲ့ကန်တွေကနေရေတပုံကိုအတင်းသုံးဖို့ယူလာတယ်။ပြီးရင်တော့ဒီနေ့လုတ်ကိုစတင်လိုက်ပါတယ်။ အစကတော့ဒါကိုမာကြတဲ့ပစ္စည်းလိုခြင်ပြီးခဲ့တယ်။ဒါပေမဲ့လွတ်နက်ဖြတ်တဲ့အញ្ញံနှုံးကိုကြည့်ရင်တော့မဟုတ်ဆိုတာသိရပါတယ်။တကယ်တမ်းကျောင်းရင်ဒါတိတ်တိတ်ဆာမြင်မာတဲ့မြေဆေးတမျိုးမှာโอเคအချမ်းနဲ့တို့ပါတယ်ရေဆူသွားတဲ့ခါမြေဆေးကိုဖြတ်တဲ့အရှင်ကတိတိတတမြင်လာပါတယ်ဒီနီလန်းကိုအလုသမားတွေကလက်တွေ့လုကန်ရင်မာနေယင်းဒီကျောင်းဝင်သွားတာပါဘာလို့လဲဆိုတော့ဒီမြေဆေးထဲမှာအခြားအယောနိုးတွေမရှိသလောက်နဲ့လို့ဖြတ်တော့ရတာပုံမလွယ်ကူပါတယ်ဒါပေမဲ့ဒီလိုနေတော်မှဒီလိုလုတ်ခွင်မျိုးကိုလူတွေအများကြီးလုဆေးခြင်းမှာမဟုတ်ဘူးလို့ယူဆမိပါတယ် ညီကလေးကိုလွယ်တကူယူနိုင်ဖို့အတွက်အလုပ်သမားကတစ်ဖက်ဆာမှာအပိုင်းသေးလေးကိုအရင်ဖြတ်ပါတယ်။ချက်ချင်းဆိုသလိုပဲညီကလေးအကြီးစားကိုခွဲထုတ်လိုက်ပါတယ်။ညီကလေးကိုယူပြီးတဲ့အခါအလုပ်သမားကသူ့ကိုခက်ပြေပြေပြင်ပြီးချောသွေးတဲ့နေရာကိုရွှေ့သွားပါတယ်။ညီကလေးကိုထမှန်ပြူပြင်ပါတယ်။ဒီစစ်မှာအလုပ်သမားကကျူရီယာကိုတောင်းပြီးမိဖို့လေအထရန်ပိုင်းမိလောက်မဲ့နေရာနဲ့မိခုထမဲ့နေရာကိုခက်မှန်းချစ်တူးပါတယ်။ဒီလိုလုပ်တာကမိဖို့အလေးချင်းကိုရှော့ချဖို့ဖြစ်ပြီးနောက်ပိုင်းတည့်ယူရတာပုံမလွယ်ကူစေဖို့ပါ။ ဘေကင်းကြီးကိုထောက်ရှုပြီးအလုတ်သမားကတူးတဲ့ခါကူကိုတိတ်မမိအောင်တူးပါရယ်။တည်ယူတဲ့အခါမက်တိုက်ရက်ပြီးတဲလို့မရပဲကိုကိုကိုကွေးပြီးမှတဲရပါရယ်။ညီကရဲ့အလေးချိန်ကမျက်မြင်နဲ့အာချင်းပေါင်60လောက်ရှိမှဖြစ်ပါရယ်။မီးပြင်းဖို့ရောက်သွားတဲ့အခါအလုတ်သမားကမီးဖို့ကိုပို့မို့တီးဆက်ပြီးပြုပြင်ပါရယ်ဒီဆင့်ကိုကြည့်ရတာလဲစိတ်တွေပြေလဲစားတော့ဆင်နေပါရယ်အားလုံးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးထူပဲတင်ပါရယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်ဘိုင်ဘိုင်